အလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မျှဝေပြမှာကတော့ဒီ crop to shape ပေါ့နော်အ crop လောက်ကြမယ်အ shape ပုံစံဖြစ်အောင်တို့ crop လောက်မယ်ပေါ့နော်ဘယ်လိုပုံစံလောက်ကြမလဲဆိုတာလေးပြောပြမှာပြောရတယ်အနမူနာပုံစံနေနဲ့ဒီအပေါ်မှာရှိတဲ့ဓာတ်ပုံလေးကိုဘေးပောင်လေးဖျောက်တာမျိုးလေးလောက်ပြမယ်ဒီနှခမ်းသားလေးတွေဖျောက်တာဒီနှခမ်းသားလေးဖျောက်တာအမ်လေးလောက်ကြည့်ရမှာနော်ပြီးဆက်လာကြအောင်ဆက်လောက်ကြည့်ကြမယ်ပထမဦးဆုံးတနည်းအားအလွယ်ဆုံးပေါ့နော် ဒီပုံလေးကိုဒါ insert picture နဲ့ကျွန်တော်ပုံလေးထည့်ထားပြပါရနော်ပုံလေးရွေးမယ် format ထည့်သွားမယ်ဒါကဒီမှာဒီမှာ over ပုံစံပါပြီးသားဒီ style ထဲမှာလေအဲ့ဒါတွားကြည့်လိုက်မယ်အဲ့ဒါဆိုတော့သူကဒီပုံစံထွက်လာတာဒါပေမဲ့ခက်တာဒီနှခမ်းသားတွေပါနေတာပြဿနာအဲ့တော့ကျွန်တော်တူအပြောင်းပြောင်းဆိုကျွန်တော်ဒီ uber crop ကိုပြန်နှိပ်နော်ကျွန်တော်ဒီမှာ crop ကိုပြပြပြရင်ဒီမှာ site ကိုပြောင်းလိုက်လို့ရတယ်နော်ဒါလိုလေးလေးလိုက်ပြောင်းမယ်ပေါ့ဒါလေးနှိပ်ပြီးတော့ နော်ပြီးပါပြီဆိုရင်ကျွန်တော်ဒီမှာ crop ကိုနှိပ်လိုက်တာနဲ့ဒါဆိုရင်ဒါတပုံထွက်လာပြီပေါ့နော်ဒါပေမဲ့ तू ကအောက်မှာအရိတ်ကလေးပါနေဒီအောက်မှာနီးနော်ဒီအရိတ်ကလေးပါအရိတ်ကလေးကျွန်တော်မလိုချင်ဘူးဒါတော့ဒီ effect ထဲကနေပါ share room မှာ no share no share room လောက်လာတော့ဒါအရိတ်လေးပြသွားပါမယ်နော်အခုနောက်တစ်မျိုးလောက်ကြည့်အောင်နောက်တစ်မျိုးကသူကသူ့ကိုယူထားမယ်ဒီ crop တို့ရှိတော့ crop to shape ကိုသွားပြောရင်ကျွန်တော်ဒီမှာ crop to shape ဒီမှာပုံစံသွားရေးပါမယ်နော်ပြီးတော့ရင်ဒီမှာကိုက over သုံးနေလို့ဆိုရင် over ကိုယူပြီးလာဒါကခုနဟန်တော့အတူတူပဲနော်သဘောတရားချင်းဟုတ်ပြီဒါလည်းအဲ့နှခမ်းသားတွေပြန်ညှိနေရမှာနောက်တစ်မျိုးလုပ်ကြနောက်တစ်မျိုးလုပ်ကြဆိုသူကကြတော့ကျွန်တော်ဒီမှာ shape လေးတစ်ခုဆွဲဆွဲလိုက်တော့နော်ဒီ insert ကိုသွားမယ်အဲဒီ shape ကိုသွားမယ် over တစ်လုံးကိုယူမယ် ်ဆွဲထည့်လိုက်မယ်ပေါ့နော်ဖိဆွဲလိုက်တယ်ပေါ့ဖိဆွဲလိုက်မှာ over ထွက်လာဒီပုံထွက်လာဒီ over ကိုဒီပုံမှာဒီလိုထပ်တင်လိုက်ဒီမှာ over တစ်ခုရှိမယ်ဒီမှာတစ်ခုရှိမယ်ပေါ့နော်ဒီလိုနှစ်ခုရှိမယ်အဲဒီနှစ်ခုထဲမှာရှိတဲ့ဒီ over ကိုကျွန်တော်တို့ကဒီ format ထဲဝင်ပြီးတော့သူ့အနောက်ကိုပို့ထားလိုက် send to back ကိုပို့ထားလိုက် send to back ပို့ထားလိုက်အဲ့တော့သူ့အနောက်မှာ over ရှိနေတယ်ဆိုတော့မှတ်ထားမှာနော်ဒီနှစ်ခုလုံးကိုရွေးမယ်အဲပြီးသွားတဲ့အချိန်ကျရင်ကျွန်တော်တို့ကဒီ match shape ထဲသွား ော်ပြီးတော့ကျွန်တော်ဒီရလေးသွားနေလိုက်အနှိုက်လိုက်တယ်နဲ့သူကနောက်က over တဲကိုရှေ့ကပုံရဲ့နေရာလေးပဲကွက်ယူပြီးဘေးနှခမ်းသားလေးသွားဖြတ်လိုက်တော့ဒါကတော့တန်းမြင်နေရတယ်လွယ်တယ်နော်လောပါလားဟုတ်ပြီနောက်တစ်မျိုးလုပ်ကြအောင်ဟာသူ့ကိုဒါကကျတော့ပုံဝင်စောစောတည်းကခုနကဒီပုံနေမှာတော့သတိထားပြီးကြည့်ကြည့်မယ်ဆိုရင်ပုံနေမှာကဒီနှခမ်းသားတွေကဒီကောင်နဲ့ fit တည်မကြနိုင်ဘူး၄တောင်တော့ကြတယ်ဒါပေမဲ့ fit တည်မကြဘူးသူကကျတော့ဒီနှခမ်းသားတွေကစ fit တည်ကြပြီးသားဖြစ်တယ် နော်အဲ့သူ့အတွက်လွယ်သွားပြီဖော်မှာတက်သွားမယ်ခုနကတော့လုံနေကြတန်းလေးပဲတာကြည့်မလို့ဖော်မှာကိုနှိပ်လိုက်ပြီကျွန်တော်ဒီ crop တွေပဲသွားမယ်နော်ဒီမှာ over view ပြလိုက်ပေါ့ဒါစစ်ကားတမ်းပြီးတော့ညီပါတယ်ဒါလိုပုံညီပြီးသားဖြစ်တဲ့အချိန်ကျရင်လည်းလောရတာလွယ်တယ်ပေါ့နော်ဒီလိုပုံမျိုး ဒီလိုပုံမျိုးဒီပုံမှာဆိုရင်လည်းကျွန်တော်တို့ကနှစ်မျိုးလုပ်လို့ရတာပေါ့ခုနလိုမျိုးဒီပုံစံသွားပြီးတော့ crop ကိုနှိုက် crop ကိုနှိုက်ဒီဘောင်းတွေကိုကျွန်တော်ဆွညိဒါတွေဒါတွေဒီလိုကြုံပေါ့ဒီလိုမျိုးကြုံပေါ့နော်အဲ့လိုမျိုးလုပ်ပြီးလုပ်လို့ရတယ်နောက်တစ်မျိုးကကျတော့ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီထဲပဲသွားဒီမှာ ratio ချိန်လာလို့ရတယ်1 so 1တော့ဟမ်အဲ့ကြနည်းနည်းအကူညိကြံလို့သူကဆွညိလာပြီကနော်အဲ့ထဲမှာတခုတော့သတိထားမှာညိရမယ်ဒီနှကန်းသားလေးတွေလीအ အဲ့နှခမ်းသားလေးနဲ့ဒီတောင်းလေးတွေနဲ့ဒီလိုတဲ့နေရမယ်အဲ့အဲ့အဲ့ကောင်လေးနဲ့ညီနေမှမညီနေဘူးဆိုရင်သူကကျွန်တော်တို့လုပ်တဲ့အချိန်ကြာရင်နည်းနည်းလေးအဆုံးထွက်လေးထွက်နေလိုက်မှာဒါလေးတွေမဆွတ်ဆုံးမတော့လို့ဒီခါလေးညီပေးလာလားပြီးရရင်ဒါ crop လုပ်လိုက်နော်ဟုတ်ပြီဒါဒီမှာပုံစံထားတယ်အဲ့ဒီမှာမှ crop လို့ shape ကိုတခြားကြည့်ကြည့်လိုက်မှ over သွားကြည့်လိုက်မှလုံးဝ fitting ကြသွားပြီနော်ဟုတ်ပြီနောက်ဒီပုံတစ်ပုံကြည့်ရဒီပုံကိုကျွန်တော်တို့အသေးပုံလေးတော့ထည့်ခြင်းမယ် အဲ့ပုံနဲ့ထပ်မဲ့သွားလို့လောဆယ်အရင်ဆုံးပုံနှိပ်ဟောမတ်ကိုနှိပ်ဒီ crop ကိုသွားမယ်ကျွန်တော်တို့ကဒီမှာကျွန်တော်အသေးပုံရေးကျွန်တော်ဒီအသေးပုံလို့ရွေးလိုက်တဲ့အချိန်မှာဒီပုံရဲ့နှခမ်းဒီဘက်ဘေးနှစ်ဖက်ရှိတဲ့လောက်ကိုသူကပုံထွက်သွားတယ်ပေါ့နော်ပုံကဘေးကိုကြည့်ကြည့်တော့တာပေါ့ဟိုတို့ပြန်ကြည့်ကြည့်အောင်ဒီကောင်းအောင်မယ်ဒီလိုမလုပ်တော့ဘူးကျွန်တော်ခုနကပြောသလိုပဲ ratio ratio တော့ပြင်လိုက်မယ် ဒါပြင်လာမယ်ပေါ့ဒါပြင်လာမယ်ဆိုတော့တပြင်းနှစ်ဖက်တမလို့ပါတော့လीနော်အဲ့လို ratio ပြင်လာပြီအဲ့လို ratio ပြင်ပြီးကမှဒီ shape ကိုတွားပြီးတော့ကျွန်တော်ကခုန hard လောက်လာမယ်ပေါ့အဲ့ဒါဆိုရင်ဒီပုံစံနဲ့ခုနပုံစံနဲ့ပုံစံလေးနည်းနည်းကွဲသွားမယ်ဟုတ်ပြီဒီမှာနောက်ထပ်တစ်ခုထပ်လုပ်လို့ရတာရှိသေးတယ်နောက်ထပ်ပုံစံတစ်ခုပေါ့နောက်တစ်မျိုးလုပ်ကြအောင်နော် insert အဲကျွန်တော်မှာ slide တစ်ခုတက်ထည့်လိုက်ပါ plan slide ပေါ့ဒီတစ်ခေါက်ကြတော့ကျွန်တော်တို့က shape ကိုအရင်ဆွဲထားမယ်ဗျနော်ကျွန်တော်ဒီအသေးပုံလေးဆွဲမယ်ပေါ့ ဖြစ်စေရမယ်။ဒါဒီညမှာလည်းကျွန်တော်တို့ကဟို shift လေးနှိပ်ထားရင်ကိုကကိုလိုချင်လို့ဆွဲတဲ့အချိန်ကလေဒီလို scale ညီနေမှာပေါ့သူရဲ့ပုံစံတိုင်းမှာနော်။ဒီမှာကျွန်တော်ဒါဆွဲထားပြီးသားပုံကိုထည့်မယ်။အဲ့ဒီအချိန်မှာကျွန်တော်ကဒီမှာဒီ shape format ထဲမှာ fade ထဲမှာ no face ဆိုတော့အရောင်မထည့်ဘူးပေါ့။နော်။အ solid face ဆိုရင်အရောင်တရောင်အပြည့်ထည့်မယ်။ gradient ဆိုရင်နှစ်အောင်ဆက်ထည့်မယ်။ပစ်ချောက်တက်ချာဆိုရင်ဒီလိုပုံစံလေးတွေထည့်လို့ရမယ်။ပတ်တန်ပတ်တန်နဲ့ဖေးလို့ရမယ်။နော်။အဲပြီးတော့ slide background ကိုဖေးလို့မလား။ အဲဘာလို့မလဲပေါ့သူအဲ့လိုမျိုးလေးမြည်ထားတယ်အတို့ဒီမှာပစ်ချာကိုလုတ်တဲ့အချိန်မှာပစ်ချာထဲမှာဘယ်ပစ်ချာထည့်မလဲဆိုတော့ဒီမှာ file တွေကိုသွားအဲ့မှာကိုထည့်ချင်တဲ့ပုံတပုံဒီမှာယူထည့်လိုက်ပေါ့အဲ့တို့ insert လုပ်လိုက်အဲ့ခုနပုံကဒီလိုထည့်လိုက်တာဒါဆိုလည်းရပါတယ်နော်ကျွန်တော်တို့က value လုတ်လုတ်အဲ့ဒီလိုပဲလုတ်ဒီမှာပုံစံမျိုးစုံပြောပြတာခါခဲ့တယ်နော်အဲ့ဒီကကိုအစီအပြေတဲ့ဒီနည်းနဲ့တုံးလို့ရပါတယ်အားလုံးပဲအစီအပြေကြပါစေခုလို့ ဂုဏ်ဒရာရကြဗီဒီယိုလေးတွေလည်းနေ့စဉ်ဆင်ပြတင်ပေးမှာဖြစ်ပါတယ်။ Like and Subscribe လေးလောက်ပြီးတော့ကြည့်ကြကြည့်ပေးကြပါအောင်နော်။